ဒီပိုင်းဆားမှာတော့နာဂိုယာမြို့ရဲထိရောက်လာတဲ့ရိုင်းပါတို့ကမိုက်ကယ်ရေကဲချောင်းစားပြီးတော့ပြောင်းနေခဲ့ကြပါတယ်။စားကတော့မစားသေးပဲတပ်ပုံရိုက်ကလိုင်းပေါ်ဒီမလုံးနေခဲ့ပြီးအဲ့ချိန် Q ကနေပတ်ကြည့်ဖြစ်ပြီးတော့ထွက်ပြေးခဲ့ရတဲ့တန်ချန်းကော် Q ကောင်ပြောင်းလာခဲ့ပါတယ်။ရိုင်းပါတို့ဒီကောင်ကွာပြောင်းလာပြန်လားလို့ပြောကစိတ်ညစ်နေခဲ့ပြီးတော့စားသွားယူလိုက်တားယူလို့ပြောတာကြောင့်ကယ်ရိုမွန်ဆိုကစားထုတ်ယူလာပြီးခဲ့ပါတယ်။ဒါကြောင့်ရိုင်းပါ Q ကောင်စားနဲ့ပတ်လိုက်ပြီးမြဲအရင်တစ်ခေါက်လို့မဟုတ်တော့ပဲအခုံထဲကိုပြန်ဝင်ပြီးတော့ပုံနေလိုက်တာပါ။ မူဆာရှီကတော့ဟာဒီကောင်ဝင်ပုံးနေတော့ဘာလို့မှလဲပြင်းမဲ့ကြောင်ပိတ်ပြီးခံရရတော့မှာပေါ့လို့ပြောလိုက်ကရိုင်းပါလေလာဆန်းဟက်ကောင်ဆိုပြီးတော့အခုံနှစ်ချမ်းချမ်းအောင်ပိုင်းပြစ်လိုက်ပါတော့ရေအားကြောင့်ပြန်ကျဲနေစားရင်လည်းထိမိပြီးကြုံသွားကြအောင်ပြန်ထွက်ပြေးခဲ့ရပြန်ပါလေရိုင်းပါတော့သူ့ရဲ့တိုက်ကွက်ကိုသူသဘောတည်ကြနေပြီးတော့အိုနီမာရုကိုလည်းဒီလိုတိုင်းနေပဲအနိုင်ပြစ်မယ်လို့ပြောနေပေမဲ့ရုတ်တရက်လင်းတော့ကောင်ဇူတောင်းလေးညေးတော့လို့ပြောခါရောက်ချလာခဲ့ပါလေဒါကြောင့်ရိုင်းပါလည်းပြန်တိုက်ခိုက်ဖို့အတွက်ပြင်နေခဲ့ပြီးတော့မင်းကဘာကောင်လေးလို့မေးလိုက်တာကြောင့်လင်းတော့ကငါနာမည်ဘာခိုင်းပဲလို့ပြောလိုက်ပါလေပြီးတော့ဖက်ကနေစားကရေကြောင်လှူစားလိုက်ပြီးတော့ ရိုင်းချင်ကန်ဒါအသူစရာအပိုင်းဖြစ်တာကြောင့်ရိုင်းပါနဲ့မတင်တော်တဲ့အတွက်အသားမနာခြင်းဒါကိုပြန်ပေးလိုက်လို့ပြောလိုက်ပါတယ်။ရိုင်းပါလည်းပြန်လို့ကျင်တာများကွာလာယူဖို့မင်းုံလည်းဆိုင်ပုကန်ဒါတိုင်းနဲ့တစ်ချက်ပဲကျွေးလိုက်မယ်လို့ပြောလိုက်ပါတယ်။အားကြောင့်လင်းတော်ဟာ okay boy မင်းသဘောတိုင်းပဲလို့ပြောလိုက်ကရေခဲတောင်တို့ကိုပြစ်ချလိုက်ပြီးတော့ဒါကိုဆွဲထုတ်လိုက်ပါတယ်။ဒုက္ခမြေကြီးပေါ်ကြားနဲ့ရုတ်တရက်လင်းတော်ကဒါနဲ့ပြေးခုတ်လိုက်ပြီးတော့ရိုင်းပါလည်းချက်ချင်းရှောင်ပြစ်လိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ရိုင်းပါတယောက်ဘာမှမလုပ်နိုင်သေးခင်အချိန်မှလင်းတော်ကလှည့်လာပြီးတော့ခုတ်ချလိုက်တာကြောင့်ရိုင်းပါတယောက်လည်းလဲကျသွားခဲ့ရပါတယ်။ ရိုင်းမသူရှိမဝဲနယ်လင်းတို့ဟျောက်မေရမိုးပေါ်ပြန်ပြောချာနေငါကြောက်ကောင်းမေရလို့စိတ်တော်ပြောလိုက်ပြီးလင်းတို့ကတော့မပြန်နိုင်နဲ့မေရမှငါကြောက်တယ်ကွာတတိရှင်ပြန်ပြီးတော့လာချလိုက်လို့ပြန်စိန်ခေါ်လိုက်ပါလေဒါနဲ့ရိုင်းပါလေရှင်တို့စုခဲ့အတောင်ပံလေးနဲ့သူ့ရဲ့ခေါက်အဝတ်နဲ့စီးချီလိုက်ပြီးတော့လင်းတို့ပြန်ပြီးတော့တိုက်ဖို့လုပ်ပါတော့တယ်ဒါကြောင့်လင်းတို့ကောင်ကဘရာဘူဘွိုင်းပြန်နိုင်သွားပြီမေယူအမီကိုမနိုင်နိုင်သေးပါဘူးလို့ပြောလိုက်ပါလေတို့နဲ့သူတို့နှစ်ယောက်ကလေထဲမှာတိုက်ခိုက်နေကြပြီးတော့အောက်မှာကြည့်တဲ့မူဆာရှိကလင်းတို့ကမြန်လာကြောင် တိုက်ခိုက်မှုတွေရှောင်းနိုင်နေပေမဲ့ဓာတ်ကြားထိအောင်တဲ့နေအောင်ခံနိုင်မှာမဟုတ်တာကြောင့်ထိအောင် ခုတ်ဖို့စိတ်တဲကနေပြောနေခဲ့ပါတယ်။ရိုင်းမလေထဲမှာစံမှုကန်ဓာတ်အတိုင်းကိုသုံးဖို့လုပ်နေခဲ့ပြီးတော့တင်းချင်တော်လှည့်လိုက်တဲ့ဓာတ်တွေကရှင်နိုစုကဲတောင်မန်နေကိုတိုက်မိနေတာကြောင့်သုံးလို့မရခဲ့ပါဘူး။လင်းတော်ကတော့ရိုင်းမရဲ့ဓာတ်ကိုတစ်ချက်ခုတ်လိုက်ပြီးတော့ချောင်းနဲ့ကန်ပစ်လိုက်တာကြောင့်ရိုင်းမတယောက်အဆောင်အုံတစ်ခုပေါ်ပြုတ်ကျသွားခဲ့ပါတယ်။လင်းတော်ကဆုံးသားတိုက်ခွင့်နဲ့ရိုင်းမကိုတတ်တော်မယ်လို့ပေမဲ့မူဆာရှီကရောက်လာခဲ့ပြီးတော့တားထားပစ်လိုက်ပါတယ်။မူဆာရှီရဲ့ကြမ်းလာတဲ့ဓာတ်တိုင်းတွေကြောင့်လင်းတော်ကအဖိုးကြီး"ယူကဘာလုပ်လဲ"လို့မေးလိုက်ပြီးတော့မူဆာရှီကလည်း သူကခေဆက်ဆက်အတော်ဆုံးဓာသမားမေယာမိုတိုမူဆာရှိလို့ပြောလိုက်ပါတော့တယ်။ဒါအောင်ကြတော့လင်းတော့ Oh great god ဂျပန်အတော်ဆုံးဓာသမားကြီးမေယာမိုတိုမူဆာရှိနဲ့တွေ့ရတာ very very lucky ပဲလို့ပြောလိုက်ပြီးတော့သူတစ်သက်လုံးလိုချင်တဲ့ဆရာတယောက်ဖြစ်တဲ့အကြောင်းတွေကိုမျှောက်ပြင်ပြောနေရကြအောင်မူဆာရှိလည်းရှက်နေခဲ့ရပါတယ်။ပြီးတော့မှလင်းတော့မီလိုဖွဲ့တဲ့ဝင်းစီကျင်တယ်လို့ပြောလိုက်တဲ့အတွက်မူဆာရှိလည်းကြောင်သွားပြီးတော့လင်းတော့ရုပ်တရက်ကိုက်ချပစ်လိုက်ပါတယ်။အန်တောင်ဆာခါနဲ့ဂေရိုဇာမိုနိုကစိတ်ပူသွားခဲ့ကြပြီးတော့မူဆာရှိရဲ့ခန္ဓာကိုယ်ကမဲပုတ်လာခဲ့ကစားခေါင်းတိုက်ခိုက်လာခဲ့ပါတော့တယ်။ တဖက်ကရိုင်းပါလည်းပြန်သတိရလာခဲ့ပြီးဖြစ်ချင်တော့ဂေရူဇာမုံကလည်းလင်းလို့စိတ်တတ်သွားခဲ့ပြီးနောက်လိုက်မိတ်ဆိုင်နဲ့တူတူတဖွဲလေးဖြစ်သွားပြီးတော့စားခါကိုဝိုင်းထားလိုက်ကြပါလေ။ဂျိုင်းခါခဲတူလာကစားခါကိုထွက်ပြေးဖို့ချိန်အလန့်နဲ့ပြောပြီးတော့ပင်ကူကောင်ပြီးတိုက်ခိုက်ခဲ့ပါလေ။ဒါပေမဲ့ခါခဲတူလာပဲခံလိုက်ပြီးတော့စားခါကိုမူဆာရှီအားစတင်တိုက်ခိုက်လာတဲ့ခါမှာတော့ရိုင်းပါတားထားပြလိုက်ပြီးတော့လဒါစီနိုစုကဲနဲ့တူတူထွက်ပြေးခဲ့ရပါတော့လေ။ခါခဲတူလာကတော့အောက်ကနေပြေးလိုက်လာခဲ့ပေမဲ့သူ့ရဲ့အနောက်မှာဇွန်ဘီဖြစ်နေမူဆာရှီနဲ့ဂေရူဇာမုံတို့ကပါလာခဲ့ပါလေ။ ဇိုင်းမာရိုရဲ့နောက်ကလည်းလင်းတို့ကောင်လိုက်လာနေခဲ့ပြီးတော့ရှင်တို့စုကဲကအားကုန်ပြန်ခဲ့ပြီးအမိလိုက်ပြီးတော့ဒါနဲ့လိုက်ခုန်နေခဲ့ပါတယ်။တချက်မှာတော့ရှင်တို့စုကဲနဲ့ဇိုင်းမာရိုကကွဲသွားခဲ့ပြီးတော့ရှင်တို့စုကဲကလင်းတို့ကောင်နဲ့တိုက်ခိုက်နေခဲ့ကဇိုင်းမာရိုကရေထဲကိုပြုတ်ကျသွားခဲ့ပါတယ်။အဲလိုနဲ့နောက်ဆုံးမှာတော့ရှင်တို့စုကဲကလည်းတာမန်လက်ရမို့တဲ့ဇွန်ဘီလက်ရဖြစ်သွားခဲ့ပြီးတော့လင်းတို့ကောင်ကတော့ဒါအောင်မရရအောင်မီယူပြမယ်လို့ပြောပြီးတော့ကြံနေခဲ့ပါတယ်။ဒါမှမဟုတ်ဇိုင်းမာလင်းတို့ကောင်ကိုတိုက်ခိုက်ဖို့အတွက်ဇားခါရဲ့လေဘင်းကစွမ်းရင်လုံးကိုတောင်းနေခဲ့ပါတယ်။ ဒါမဲ့စားကားမိုးချိုနတ်ဖျားထပ်ဝင်ပူးမအောင်စိုးရင်နေပြီးတော့ဒီတစ်ခါတားပေးမဲ့မူဆာရှာလဲဇွန်ပြီးဖြစ်သွားကြောင်းပေးဖို့ညှင်းဆန်နေခဲ့ပါလေ။အဲဒီအပေါ်ကနေလင်းတို့ကောင်ရောက်လာခဲ့ပြီးတော့ကုကျင်လောက်ဆိုတိုင်ကားကြီးလဲဇွန်ပြီးဖြစ်လာပြီမို့လို့တသားရပဲရန်ချင်ကန်ဓာတ်ကိုပေးလိုက်ဖို့ပြောနေခဲ့ပါလေ။ပြီးတော့သူရဲ့မိစားနောက်လိုက်တို့လွတ်လိုက်ပြီးတော့ရိုင်းပါလဲတကောင်ချင်းစီကိုတိုက်ခိုက်နေခဲ့ရင်ဇမ်ဘူကန်ကိုထုတ်သုံးမှုလုပ်လိုက်ပြီမဲ့လင်းတို့ကောင်ရဲ့ဥအောင်တိုက်ခိုက်တာကိုခံလိုက်ရပါလေ။တို့နဲ့မိစားရပို့ပို့များလာခဲ့ပြီးတော့ဘဲမှပြေးမရတော့ပဲဘေးကျန်နိုင်ချက်အခြေအနေကိုရောက်လာကြအောင်အခက်တွေးနေရတဲ့အချိန်မှာ ခါခဲဒေါ်လာပြန်အောင်လာပြီးတော့ရိုင်းပါတို့တင်ငါခေါ်ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။အဲနောက်မှာတော့သူတို့ကရှေးအောင်ဆောင်းတို့ကမှဝင်ပုံးနေခဲ့ကြပါတယ်။တမိုင်းဝင်ဆောင်းတွေကတန်ချက်ကတွေရိုင်းပါဝှေ့ကြည့်နေခဲ့ပြီးတော့လင်းတို့ကောင်ရောက်လာခဲ့ပြန်ပါတယ်။လင်းတို့ကောင်ရိုင်းပါတို့လိုက်ရှာနေခဲ့ပြီးတန်ချက်ကတခုခုတ်လိုက်တဲ့အချိန်မှာဇာအခါဖြစ်နေခဲ့ပါတယ်။အဲဒီမှာငိုင်းပြီးတော့လင်းတို့ကောင်ရိုင်းပါနောက်ကနေပြေးခုတ်လိုက်ပြီးလင်းတို့ကောင်လည်းအများထက်ခုတ်လိုက်တာကြောင့်ရိုင်းပါခါနေနှစ်ပိုင်းပြတ်သွားခဲ့တာပါ။အမေရိကန်ရောဝေဆောင်ကကြီးနေအောင်အောက်ပိုင်းမှာခါကဲတူလာဝင်နေပြီးတော့ရိုင်းပါအပေါ်ကနေဓာတ်နဲ့ပိုင်းချပစ်လိုက်တာပါ။ ဒီကမှာတော့အမှန်တကယ်လင်းတို့ကိုခုတ်လိုက်နိုင်ပြီးတော့သူ့ရဲ့မျက်မှန်တွေကကွဲကြသွားခဲ့ကသွေးတွေကလည်းစီးကျလို့လာခဲ့ပါတော့တယ်။အဲကြောင့်သူလည်းဒေါသထွက်သွားပြီးတော့ရိုင်းပါတော့အဆောက်အအုံအပေါ်ဆုံးတက်ကိုထွက်ပြေးသွားခဲ့တော့တာပါ။အဲဒီမှာလင်းတို့ကလည်းရောက်ချလာခဲ့ပြီးတော့ဓာတ်ကိုစမ်းကြည့်လိုက်တဲ့ခါမှာတော့လမ်းမှာကြပြောက်သွားကြောင်မရှိတော့ပါဘူး။အောက်ထပ်မှာတော့ဓာတ်ကပြုတ်ကျနေအောင်စားခါတွေးသွားပြီးမားကြည့်တဲ့ခါမှာလေးလုံးနေအောင်ကြောင်ရိုင်းပါကဒီလောက်လေးတောင်နေတိုင်းကင်နေခဲ့တာလားလို့အံ့ဩနေခဲ့ရပါတယ်။အဲဒါမှာတော့ဓာတ်ကိုရိုင်းပါစီသွားပေးဖို့လုပ်ခဲ့ကြပြီးတော့လမ်းမှာတော့ဂဲရူစာမှုဥဆောင်နဲ့မကောင်းဆိုးအတက်တွေနဲ့ဆုံးခဲ့ရပြန်ပါတယ်။ ဒါမဲ့တိုက်ခိုက်နေတဲ့ driver နဲ့ animator တွေပင်ပန်းတာကြောင့်ခေါင်းမော်နေပဲတက်ပြီးသွားခဲ့ကြပြီးတော့မူဆာရှီကိုတော့ဘာမှတော့မလုပ်လိုက်ပဲမှောက်သွားခဲ့တာပါအပေါ်မှာတော့ရိုင်းပါလင်းလုံးနဲ့တိုက်ခိုက်နေပြီးတော့ဒါမှမပါတာကြောင့်ဘာမှလုံးမရတဲ့ရိုင်းပါကလင်းလုံးပြုံးပြနုနေခဲ့ရတာဖြစ်ပါတယ်ဒါမဲ့အဲ့ချိန်မှာစားခါရောက်လာခဲ့ပြီးတော့ရိုင်းပါကိုဓာပေးလိုက်ကဇမ်ဘူကန်လုံးဖို့လုံးပေမဲ့လင်းလုံးကအပေါ်ထဲလက်ထရတဲ့ဇမ်ဘူကန်လုံးမရအောင်ပြန်ထုံးမရတဲ့အလုံးတစ်လုံးကိုဓာရိုက်ပစ်ထည့်ပေးလိုက်ပါတယ်ဒိုနဲ့နှစ်ယောက်သားဆက်ပြီးတော့တိုက်ခိုက်ခဲ့ကြပြီးရိုင်းပါတောက်ထိနာသွားခဲ့ရကဒါကိုလည်းလင်းတော့တနင်းထားပြီးတော့အဆုံးသတ်ဖြစ်ဖို့လှုပ်ပါတော့တယ် ဒါပေမဲ့မိုးလင်းသွားအောင်ထွက်လာတဲ့နေရဲ့အလင်းအောင်ကစားခိုင်းလေဆွဲကနေတဆင့်အလင်းပြန်နေပြီးတော့လင်းတို့ထိတဲ့ကအပူလောင်သွားခဲ့ပါလေအဲကြောင့်ရိုင်းမအကြံတစ်ခုရသွားပြီးတော့အင်းခေါင်းမှုတစ်ခုလုံးကိုဖြတ်ထုတ်ပြလိုက်ကလင်းတို့ကလည်းအော်ဟစ်နေခဲ့ပြီးတော့ဒါမှကန့်နေတဲ့အလုံးကလည်းအငွေ့ပြန်ပျောက်ကွယ်သွားခဲ့ပါတော့တယ်အဲကြောင့် အခွင့်ရနေတော့ရိုင်းမလင်းတို့ဆမ်ပူကန်တိုင်းနဲ့နှစ်ပိုင်းဖြတ်အဆုံးသတ်ပြလိုက်တော့တာပါဒွန်းနဲ့အားလုံးပြီးသွားတော့ဒါမှပြပြစ်သွားတဲ့မူဆာရှိတို့ကစားတောင်းတဲ့အချိန်ရိုင်းပါတော့ဓာတ်တိုင်းကျင်းနေခဲ့ပါတယ်အဲချိန်ကယ်ရူဇာမွန်ကအလော်တကြီးနဲ့ပြေးလာပြီး အိုနီမာရုတစိမ့်နဲ့ပေါက်စီကိုလာပြတာကြောင့်အံဟောသွားခဲ့ကြပါလိမ့်တကယ်တော့အိုနီမာရုကနိုင်ငံတော်ကိုတင်လိုက်ပြီးတဲ့နောက်မှာထောက်ခံတဲ့သူတွေများလာခဲ့ပြီးတော့သူ့ရဲ့တစိမ့်နဲ့မုတ်တွေရုပ်တွေကများလာခဲ့တာပါဆိုတော့ဒီပန်းတော့တလောက်ပါပဲနောက်ပိုင်းသင်းနဲ့အတူတူပြန်တွေ့ပါမယ်